်မင်္ဂလာပါမင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအောင်ဆုံးတပုတ်အနေနဲ့ MNDA တပ်တွေလာရှုမျိုးပေါ်ကနေအပီးတိုင်းဆုတ်ခွာနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးပေါ်ကနေ MNDA ကိုကန့်တပ်တွေဆုတ်ခွာပြီးနေခဲ့ပြီးလာမယ့် AB 20ရက်နေ့မှာစစ်ကောင်စီနဲ့အလွဲပြောင်းလုပ်ဖွဲ့ရှိတယ်လို့လာရှုမျိုးကန်နေကသတင်းဌာနကိုပြောပါရတယ်။ လားရှုမျိုးပေါ်မှာ MND ရဲ့ရက်ကွက်အုပ်ချုပ်ရေးယုံချုပ်ကိုပိတ်လိုက်ပြီးလို့လုံခြုံရေးအမည်မဖော်လို့တဲ့လားရှုမျိုးကန်တုံးကပြောပါတယ်လူတိုင်းကတော့ AB 20နှစ်ရည်ကိုစောင့်ကြည့်နေကြတယ်သူတို့ကရွှေတာကတော့ရွှေနေကြတယ်ဒါပေမဲ့မြို့ပတ်ပတ်လည်းမှာ MND တက်ကအထိုင်းချတယ်သူတို့ကမြို့ပေါ်စနစ်ရက်ကွက်ကပဲဖယ်ပေးတာရက်ကွက်လေးအုပ်ချုပ်ရေးယုံတော့မရှိတော့ဘူးပိတ်သွားပြီးရက်ကွက်တေးအုပ်ချုပ်ရေးယုံကတော့မပိတ်သေးဘူးရော်ကြီးကိစ္စတွေရှိနေသူလို့လို့ပြောတယ်ကျန်တဲ့ရက်ကွက်အုပ်ချုပ်ရေးယုံတွေလည်း AB 78ရက်ဒီမှာပိတ်တော့မယ်စစ်ကောင်စီဘက်ကလူတွေလာတဲ့အချိန်မှာလက်လွဲပေးလိုက်ရမယ်လို့ပြော ောပါတယ်အလွင်ပြောင်းမလို့သေးခင်လာရှုမျိုးမှာ MND ဆက်ဆံရေးယုံနဲ့ရဲတပ်ဖွဲ့လောက်သာကြံခဲ့မှာဖြစ်တယ်လို့နောက်ထပ်လုံခြုံရေးရအမည်မဖော်လို့တဲ့ဒေသခံတောက်ကပြောပါတယ်အရှိပြောင်းနေတော့လုံနေကြပြီတင်းစရာရှိတာအကုန်သေးတယ်တက်နဲ့ဆိုင်နဲ့ဟာတွေအကုန်သေးတယ် MND ကပြောထားတာကဆက်ဆံရေးယုံရဲ့ရှင်ရဲ့ကြံခဲ့တယ် MND ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နှိဆက်သူတောက်ကတော့ MND တက်တွင်မျိုးပေါ်ကနေစုခွာပြီးရဲ့နောက်စစ်ကောင်စီကိုကန်တက် MND နဲ့တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရှုံးထိုင်မဲ့အခြေအနေရှိရဲ့လို့ AP လာစံပိုင်းကဆိုထား আবারই MNDA တပ်တွေကမြို့ပေါ်ကနေစုခွာပြီးမှဖြစ်ပေမဲ့မြို့နဲ့၃မိုင်လောက်กว่าမှာဆက်ပြီးနေရာယူထားမှာဖြစ်တယ်လို့လည်း MNDA နဲ့နှိစက်တဲ့ဒေသခံတွေကပြောပါတယ်။ဒါနဲ့ပတ်သက်လို့ MNDA ကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးသလို MNDA တပ်ဖွဲ့ပြောခွင့်ရသူကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမှဖုန်းလက်ခံဖြေကြားတာမျိုးမရှိပါဘူး။ငြိမ်ချမ်းရေးစောင့်ကြည့်လေ့လာသူတအုပ်ကတော့ MNDA တပ်တွေလာရှုမြို့ပေါ်ကနေစုခွာပြီးပေါ်အတွက်ကုမင်းစုနေပွဲမှာသဘောတူခဲ့ကြတယ်လို့ပြောဆိုပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDA ဘက်ကပါတရား ံဝင်ထုတ်ပြန်ပြောဆိုတာမျိုးမရှိကြပါဘူး။လာရှုမျိုးကနေ MND တက်တွေးဆုတ်ခွာတာကိုဒေသခံတွေအကြားဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ကတိုင်းရင်းသားလက်နက်ကင်တက်တွေးထိန်းချုပ်ရာမျိုးရွာတွေကိုအမြဲလိုလိုပုံကျဲနေတာကြောင့် MND ကပြည်သူတွေကိုငင့်ညာပြီးအခုလိုဆုတ်ခွာပြလိုက်တာဖြစ်နိုင်တယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ကိုကန့်တက် MND က2029စစ်စင်ကာလဖြစ်တဲ့2024ခုနှစ်အောက်တိုဘာလမှာလာရှုအခြေဆိုင်စစ်ကောင်စီရဲ့အရှိန်အဟုန်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးလာရှုမြို့ကိုပါထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်ဆလဘီနိုင်ငံတကာအကူအညီများနဲ့မြေထိန်ချုပ်ထားတဲ့အဖွဲ့တွေကိုပါပေးဖို့ NUG နဲ့ EU အဖွဲ့တွေတောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ငလင်ပေးတင်ပြည်သူတွေအတွက်လူသားချင်းစာနာတဲ့နိုင်ငံတကာအကူအညီတွေကိုစစ်ကောင်စီမှတဆင့်ပေးအပ်နေခြင်းထက်နေမြေထိန်ချုပ်ထားတဲ့အစုအဖွဲ့များနဲ့ချိတ်ဆက်ပြီးပေးအပ်ရန်လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့မိတ်ဖက်တိုင်းတာလက်နက်ကိုင်အဖွဲ့တို့က EP လ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာအမျိုးသားညီညွတ်ရေးဆိုရ NUG ၊ကရင်မျိုးသားစီရင် KNU ၊ KNY ပြီးအမျိုးသားတိုးတက်ရေးပါတီ KNPP ချင်းမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDN အမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံ WMP ရိုဟင်ဂျာလူမျိုးရေးညွန်ပေါင်းဖွဲ့ FRC နဲ့အမည်မဖော်လိုတဲ့အင်အားစုများပါဝင်ကြပါတယ်ခွဲခြားဆက်ဆက်မှုနဲ့ပတ်လိုက်မှုကင်းတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုင်းပြည်နဲ့နိုင်ငံစုစုပေါင်းရင်း20နှစ်ရှားခိုင်နှုန်းကသာစိုးမိုးထားနိုင်တဲ့စေအုပ်စုထံတိုင်းရိုက်ပေးရခြင်းမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားတော်လှန်ရေးအင်အားစုတွေကထိန်းချုပ်စီမံအုပ်ချုပ်ထားတဲ့ နေမြေတွေရှိပါဝင်ပတ်သက်သူအစုအဖွဲ့အားလုံးနဲ့ချိတ်ဆက်ပြီးအထောက်ပံ့ဖို့လိုအပ်တယ်လို့ဆိုပါတယ်လက်ရှိမှာစစ်ကောင်စီကလူထုကိုကိုးစားမပြုသလိုတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကနေပြည်တော်မှာတိုက်ရိုက်လာတဲ့အခြေအနေမဟုတ်တော့ဘဲနေမြေအတင်းတင်းရှိပြည်သူလူထုလက်ဝဲရှိကြောင်းဖော်ပြထားပါတယ်ဒါကြောင့်လူသားချင်းစာနာထောက်ထားမှုပေးရခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရမှာတဘာဝပင်စစ်ဘေးတပ်အမှန်တကယ်ထိခိုက်ခံစားနေရတဲ့မြန်မာပြည်သူများထံအကူအညီများတိုက်ရိုက်ရောက်ရှိရေးသက်ဆိုင်သူများအားလုံးနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့အထူးပင်လိုအပ်တယ်လို့ဆိုပါတယ် အားလုံးပါဝင်နေရေရှည်တည်တတ်ခိုင်မြဲတဲ့ငြိမ်းချမ်းရရှိနိုင်ဖို့အတွက်စစ်ကောင်ဆောင်တဲ့တဖက်သက်ဆက်ဆံဆောင်ရွက်မှုတွေကိုအထူးသတိပြုသင့်တယ်လို့ဆိုပါတယ်။ဒါကြောင့်အာဆီယံကောင်ဆောင်များအနေနဲ့ငလင်ထံသင့်ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုနဲ့အကူအညီတွေကိုစစ်ကောင်ဆောင်ကတဆင့်ပေးရနေပါကနိုင်ငံရေးအလွဲအသုံးချမဲ့အန်တီရဲ့မလွဲမသွေကြုံရနိုင်ကြောင်းပါရှိပါတယ်။အထက်ပါချက်တွေကြောင့်အကူအညီများကိုစေအောင်စုမတဆင့်ပေးရခြင်းကို၎င်းတို့အနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းဆိုပါတယ်။2025ခုနှစ်မှာအာဆီယံနဲ့ကြောင်းဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင် င်ကဧပြီလ19ရက်နေ့မှာထိုင်းနိုင်ငံဗန်ကောက်မြို့မှာမြန်မာစစ်ကောင်စာပို့ချုပ်မှုကြီးမြောက်လိုင်းနဲ့တွေ့ဆုံဖို့စီစဉ်ထားကြောင်းတရင်းနေဖော်ပြပြီးရနောက် NUG နဲ့ EEO တွေကကြေညာချက်ထုတ်လာတာဖြစ်ပါတယ်။အာဆီယံကောင်ဆောင်တွေကမြန်မာစစ်ကောင်စာကိုထိုင်းနိုင်ငံဗန်ကောက်မြို့မှာခေါ်ယူတွေ့ဆုံပြီးငလင်တန်တဲ့ပြည်သူများအတွက်အကူအညီပေးရေးဆွေးနွေးဖို့စီစဉ်ထားတဲ့အပေါ်လည်းအထူးစိုးရင်ကြောင့်ဒီကနေ့ထုတ်ပြန်ချက်ကဆိုပါတယ်။ဒီငလင်ကိုအကြောင်းပြပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအားလုံးကစစ်ကောင်စီကိုပဲနေရင်ထိုင်ရင်မတိမတာလေးနဲ့အတိမတ်ပြုတဲ့အနေထ ထားမျိုးဖြစ်သွားနိုင်တာကကျွန်တော်တို့ရဲ့အကြီးဆုံးစိုးရင်ချက်တစ်ခုဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒူစောတော်နီကသတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာငလင်ပြေးမတိုင်မီကလေးကစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဒုက္ခရောက်နေကြသူတွေရှိကြောင်းဘဒူစောတော်နီကထောက်ပြပါရယ်စာကားစာရေးလုံဆောင်မှုကြောင့်လူမှုကိုပြင်မှတ်ထားပြီးနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့အတွက်လူ၃တန်းကျော်၄တန်းလောက်ပေါ့အဲ့ဒီဒုနယ်ထဲမှာတင် တသန်းကျော်လောက်ရှိရဲ့ဒီလူတွေကဒုက္ခရောက်နေပြီးသားပါအဲ့ဒီလူတွေကိုလည်းပေးဖို့တင်တယ်ပေးမယ်ဆိုရင်လည်းအပြိုင်ပေးတဲ့စနစ်နဲ့ parallel ကျွန်တော်တို့နေမျိုးတွေကိုလည်းပေးတင်တယ်လို့ယူဆတယ်လို့သူကမှတ်ချက်ပေးပါတယ်တော်လိုင်းအင်အားစုထိန်ချုပ်ထားတဲ့နေမျိုးမှာအရှက်သားတွေကိုကူညီပေးနေတဲ့အရှက်ဖက်ဖွဲ့စည်းနေရှိပြီးလိုအပ်နေသူများထံထိထိရောက်ရောက်ပံ့ပိုးနိုင်မဲ့လုံနိုင်စွမ်းရှိကြောင်း၎င်းကဆက်ပြောပါတယ်စစ်ကောင်စီဘက်မှာတော့ငလင်ပေးတင်သူများအတွက်ကူညီကိစ္စရင်းလုပ်မယ်ဆိုရင်၎င်းတို့ရဲ့ခွင့်ပြုချက်ရမှသာလှူဆောင်ခွင့်ပြုမယ်ဆိုတဲ့မူကိုချထားပါတယ် ဧပြီလ9ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့စစ်ကောင်စီအစည်းအဝေးမှာဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစုဝင်းကကုညီကယ်ဆယ်ရေးအဖွဲ့များအနေနဲ့မြို့တီအဖွဲ့အစည်းမစိုးတီးကြလွတ်လပ်စွာရည်တည်ပြီးဆောင်ရွက်ခွင့်မရှိကြောင်းပြောထားပါတယ်။ကြိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့အစည်းများဖြစ်ရန်လိုပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူတကွာပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပြီးသွားမယ်ဆိုတဲ့မူဝါဒတရားဆောင်ရွက်သွားဖို့လိုအပ်ကြောင်းဒုတိယစစ်ကောင်ဆောင်ကပြောထားပါတယ်။ လက်ရှိမှာနိုင်ငံ24နိုင်ငံကကုညီကေဆေးများဆောင်ရွက်ပြီးနေကြောင်းစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောထားပါတယ်။မလ28ရက်ကလုံခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်တန်းကြောင့်တိုင်းပြည်နယ်6ခုမှာ AB 15ရက်နေ့ထိတည်ဆုံသူ3666ဦးထိခိုက်ဒဏ်ရာရရှိသူ4825ဦးနဲ့ပျောက်ဆုံးနေသူ129ဦးရှိရလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။လက်ရှိမှာကုလသမဂ္ဂအဖွဲ့အစည်းများပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကကုညီဆောင်ရွက်ပြီးနေပြီးဩစတြေးလျအစိုးရကတော့စစ်ကောင်စီကိုတိုက်ရိုက်ပေးအပ်သွားမှာမဟုတ်ဘဲ င်နိုင်ငံတကာတက်ချီညီအဖွဲ့ ICRC နဲ့မိဖက်ဖွဲ့တွေကတဆင့်ဒေါ်လာ9တန်းကိုတဆင့်ကူညီသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုရှိသောဂျာနီတော်ဗမ်မလိုက်တော်မိကိုကင်းတော်မူဝါဒတွေကိုလိုင်းနာဆောင်ရွက်တဲ့အဖွဲ့အစည်းတွေကတဆင်ပြီးရခြင်းဖြစ်တယ်လို့ဩစတြေးလျဘက်ကဆိုပါတယ်စစ်ကောင်စီကကယ်ဆယ်ရေးများလုတ်ကင်နေရလို့ဆိုတော့လဲစစ်ကောင်စီဝန်ထမ်းတွေအပါအဝင်ငလင်တန်တဲ့အများစုကရက်သက်တပတ်နှစ်ပတ်ကျော်ကြာမြင့်သည့်တိုင်းလုံးကျုံသောအမိုးကများအောင်မရောက်ရှိသေးတယ်လို့အပြည့်အစည်းများလည်းတည်ချမရှင်းလင်းရသေးပါဘူးငလင်တန်ကျောင်းမြန်မာမှာလူဦးရေ6.3တန်းတန်းအရေးပေါ်အကူအညီတွေနဲ့ကာကွယ်စောင့်ရှောက်မှုတွေလိုအပ်နေကြကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံက ထုတ်ပြန်ထားပါတယ်။တန်ရှင်းသောတောက်တုံးကြီးကျမ်းမာကြီးဆောင်ရှာမှုအမိုးကမရှိပဲနေထိုင်နေကြသူများအများပြားရှိပြီးဖြက်စီးသွားခဲ့တဲ့လမ်းများအခြေခံအဆောက်များနဲ့ဆက်သွယ်ရေးစနစ်ချုပ်ရင်းမှုတွေကြောင့်နလင်ဘေးတင်ပြည်သူတွေစီအကူအညီများရောက်ဖို့ရလဲပုံမှန်ခက်ခဲလျက်ရှိကြောင်း UNOCHA ကဆိုပါတယ်။ UNUG ဘက်ကတော့၎င်းတို့စိုးမိုးထိန်ချုပ်နယ်မြေတွေမှာငလင်ဘေးတင်အဆောင်လမ်းများရှင်းလင်းပြီးငလင်တန်တင်ပြည်သူများကိုကူညီထောက်ပံ့မှုတွေပြုလုပ်နေပါတယ်။စစ်ကောင်စီနဲ့လက်နက်ကင်တပ်တွေအပြစ်ရကြောင်းကြီးညာထားခဲ့တော့လဲအပြစ်ရချိုးဖောက်ကြောင်းအပြန်အလှန်ဆွတ်ဆွဲနေကြပြီးစစ်ကောင်စီကလေကြောင်းကိုအရှင်မြင့်တိုက်ခိုက်နေလို့မြန်မာနှစ်သက်ကိုကာလာမှာပဲတိုက်စုံထိခိုက်သူဒါဇင်နဲ့ခြေပြီးရှိနေပါတယ်။